ငလင်ဘေးမှာလူတန်းခဲ့ပေမဲ့ကျေးဇူးတင်မခင်ရလို့စိတ်နာကဒူဘိုင်းမှာတိန်တောင်းကြော်တန်ကားနဲ့ကဲနေတဲ့ Nova ရဲ့တောင်းပြိသက်များလုံးမင်္ဂလာပါရှင့်ဘာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါရင်ငလင်ဘေးမှာအူဖြစ်ပြလူတန်းခဲ့ပေမဲ့ဘသူမှကြည့်ကျူကုန်ပြူတာမျိုးမလုပ်လို့စိတ်နာသွားသူကတော့ Nova ရဲ့တောင်းပါဒါကြောင့်လဲ Nova ရဲ့တောင်းတယောက်ချစ်သူကိုထပ်ခံဝင်တဲ့အတူဒူဘိုင်းမြို့မှာတော်တော်လေးကဲနေပါပြီ အလုံးသေးကြတဲ့အတိုင်းဒူဘိုင်းမျိုးစွာကကဘာပေါ်မှာအချမ်းသာဆုံးတထေးတွေဒါအပန်းပြေနိုင်တဲ့အရှိအလေပိုင်းကခေမီတိုးတက်နေတဲ့မြို့တော်တစ်ခုဖြစ်ပါတယ်။ဒီလိုမျိုးနတ်ပြည်အလားတရာလှပါတဲ့ဒူဘိုင်းမျိုးတော်မှာနော်ဖိုရတာတယောက်ချစ်သူကိုထက်ခံဝင်းတဲ့အတူဒေါ်လာသိန်းသန်းချီတန်တဲ့ပြိုင်ကားလေးစီးပြီးတော့အပန်းပြေခရီးထွက်နေတာဖြစ်ပါတယ်။ဒါကြောင့်အလုံးကနော်ဖိုရတာရဲ့ဘဝကိုအားကျနေကြတာပါ။ နော်ဖိုရဲ့ဓာတယောက်ဒီလိုချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်နေတာကလည်းစစ်သူထိတ်တန့်တထေကြီးကိုထက်ခံဝင်ရဲ့ကြွယ်ဝချမ်းသာမှုကြောင့်လို့ဆိုရမှာပါ။ကိုထက်ခံဝင်ဆိုတာကမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ပတ်သက်ဆက်နွယ်မှုရှိနေရဖြစ်ပြီးအသက်30ကျော်အရွယ်မှာဘီလီယံနာကြီးတဦးဖြစ်နေရဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့ထိတ်တန့်အချမ်းသာဆုံးတထေကြီးဖြစ်လာနိုင်ဖို့ရှိတဲ့လူငယ်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပါတယ်။ဒါအပြင်ကိုထက်ခံဝင်ကစံပယ်ပြောင်းစတဲ့မြန်မာလေယာထွက်ကုန်သီးနှံပစ္စည်းတွေကိုနိုင်ငံခြားတင်ပို့တဲ့လုပ်ငန်းလုပ်တယ်လို့ဆိုပါတယ်။ ကိုတက်ခိုင်ဝင်းပိုင်ဆိုင်တဲ့ဆန်ကိုရောင်ကြီးတွေဟာမြန်မာနိုင်ငံနေရအနှံ့မှာရှိနေရလို့ဆိုပါတယ်။ကိုတက်ခိုင်ဝင်းရဲ့စီးပွားရေးလုပ်ငန်းတွေကဒီလောက်နဲ့တင်မရက်သေးပါဘူး။ Nova ရထားရဲ့ချစ်သူကိုတက်ခိုင်ဝင်းကမြန်မာပြည်နေရအနှံ့မှာဟိုတယ်ခုနှစ်လုံးထပ်မနေဖွင့်ထားတယ်လို့သိရပါတယ်။ ဒါအပြင်ကိုတက်ကံဝင်က Oridu Phone Operator မှာ share အများဆုံးထည့်ဝင်ထားသလိုနာမည်ကြီးတရုတ်လျက်စစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ BYD ရဲ့မြန်မာနိုင်ငံရဲ့တဦးတည်းတော်မိုဘိုင်းကိုယ်စားလှယ်တဦးဖြစ်တယ်လို့ဆိုပါတယ်။အထူးသဖြင့် Honor 4ရဲ့ထားရဲ့ချစ်သူကိုတက်ကံဝင်တည်ထောင်ထားတဲ့ Heyday ကုမ္ပဏီကမြန်မာနိုင်ငံမှာအကြီးမားဆုံးသောကုမ္ပဏီတစ်ခုဖြစ်တယ်လို့သိရတာပါ။ နော်ဖိုယထာရဲ့ချစ်သူကိုတက်ခံဝင်ကဒီလိုချမ်းသာကြွယ်ဝတာကြောင့်နော်ဖိုယထာတယောက်ဒူဘိုင်းမှာကဲနေနိုင်တာဖြစ်ပါတယ်။တချို့ကလည်းနော်ဖိုယထာဟာမြန်မာနိုင်ငံမှာငလင်ပေးချရောက်နေချိန်ကဲနေရကြောင်းဝေဖန်ကြပါတယ်။အားလုံးသိကြတဲ့အတိုင်းနော်ဖိုယထာကအောင်မြင်တဲ့မင်းသမီးလေးတစ်လက်ဆိုပေမယ့်လွမ်းပိုင်နဲ့လူမှုရေးကိစ္စအရှုပ်အရှင်းတွေနဲ့အတူသူများရဲ့ရည်စားကိုစနိုက်ကြော်ကြောင်းသတင်းတွေဇက်တိုက်ထွက်လာအပြီးမှာတော့လူတွေရဲ့ဝေဖန်တုံ့ပြန်မှုတွေများလွန်းလွန်းလဲပြိုသွားခဲ့ရတာပါ။ဒါကြောင့်နော်ဖိုယထာကိုသူရဲ့ချစ်သူကိုတက်ခံဝင်ကနိုင်ငံ ားခီးစင်တွေကိုခေါ်ဆောင်သွားပြီးတော့လေပတ်နေရဖြစ်ပါတယ် မြန်မာနိုင်ငံမှာငလင်ပေးကြရောက်နေတဲ့အစောပိုင်းမှာတော့ Nova Ether ကဘယ်သူမှမရောက်ခင်သူမကအရင်ဆုံးမန္တလေးကိုရောက်ရှိသွားပြီးလူဒန်းကုသိုလ်ယူခဲ့ရပါဒါအပြင် Nova Ether ကငလင်တန်ကိုအစိုးဆုံးခန်းစားခဲ့ရတဲ့သခိုင်းနဲ့အင်းလေးဒေသတွေအထိသွားရောက်ကငလင်ပေးတဲ့ပြည်သူတွေကိုတန်းရာထောင်ချီလူဒန်းကူညီမှုတွေပြုလုပ်ခဲ့ပါတယ်ဒါပေမဲ့လည်းလူတွေကတော့ Nova Ether ဟာလွန်ပိုင်တဲ့ကိစ္စကြောင့်အခုထိအမြင်မကြည်ဖြစ်ကြပြီးတော့အနုပညာလောကတွေကိုပြန်လာခြင်းလို့လှုပ်ပြနေရဆိုပြီးဝေဖန်ကြပါတယ်ဒါကြောင့်ခုဆိုရင် Nova Ether ဟာအလို ူတန်းမလောက်တော့ဘဲဒူဘိုင်းမှာအပန်းဖြေနေတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြန်မာပရိသတ်တွေကိုစိတ်နာလို့ဒူဘိုင်းမှာအပန်းဖြေနေတဲ့ North Fighter ကိုဘယ်လိုမြင်လဲဆိုတာပြောသားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။